ပဲခူးတိုင်းပတောင်းမြို့နယ်ညောင်ချီတော့ဘက်ကစစ်ကူတက်လာတဲ့အမတ်၆ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ၆ကရင်တန်းကိုအရခတ်တက်တော် AA ဥဆောင်တဲ့တော်လိုင်းတက်တွေကကြားပြတ်တိုက်ခတ်ရမှာစစ်ကောင်စီတပ်ဘက်ကအထိနာကြောင်းနေရင်းစရာကဖော်ပြပါတယ်မတ်လ22ရက်မနေ့ပိုင်းမှာကပ္ပစ၆ကနေထွက်လာတဲ့စစ်ကား9စီးပါရင်တန်းကိုကြားပြတ်တိုက်ခတ်ရမှာစစ်ကား9စီးမီးလောင်ပြီးစစ်သားတို့သေဆုံးကြောင်း ဒေသခံတူက ပြောပါတယ်လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့နေရာဟာမြောင်ကျိုးနဲ့မြောင်ချီလောက်ကြားမှာရှိတဲ့ချင်းကုန်းရွာမှာလို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာမြေပြင်စစ်ကူအပြင်လေကြောင်းကနေလဲ Jet Fighter Y12 လေယာဉ်သာမကစက်တက်လေဒီတွေနဲ့ပါပြစ်ကူပေးနေတယ်လို့ဖော်ပြထားပါတယ်ကချင်ပြည်နယ်ဗမော်မြို့ရှိစကခ21 အမှန်၂၁စစ်စင်ကိုကဲမှုဌာနချုပ်နဲ့ဗဘောတက္ကသိုလ်ဝန်ကျင်မှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကြားမတ်လ၂၂နဲ့၂၃နှစ်ရက်ဇက်တိုက်တိုက်ပွဲပြင်းထန်နေတယ်လို့ဗမော်စကောက်တီးမ်ကဖော်ပြပါတယ်စစ်ကောင်စီတပ်ဘက်ကလေကြောင်းပစ်ကူနဲ့အဓိကခုခံနေပြီးစကခ၂၁ပင်စင်ကုန်းနှမိုင်ရက်ွက်နဲ့ကချင်စုရက်ွက်ကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေတယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြောင့်ကန်တော်ရက်ကွက်ရှမ်းရွှေလီလက်ဖက်ဆိုင်အနီးကကားဝက်ရှော့နဲ့ကားပစ္စည်းဆိုင်မီးလောင်တယ်လို့လည်းဖော်ပြပါတယ်။သုံးလကျော်လာပြီဖြစ်တဲ့ဗမောတိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး KIA ပြောခွင့်ရောက်ကိုဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းပြန်ကြည့်မရသေးပါဘူး။တိုက်ပွဲတွေပြင်းထန်နေတဲ့ကရီနီပြည်မိုးပြဲမြို့မှာ အမှတ်908ချင်းမြန်တရင်ကတသတူးဟာ MA1 သနက်တလက်နဲ့အတူတော်လိုင်းတက်ရီထံမက်လ23မှာခိုးလုံလာတယ်လို့အမှတ်1 3 3 1တက်ရင် မိုးပြေပြည်သူကာကွယ်တပ်လင်းယုံတက်ခွဲကသတင်းထုတ်ပြန်ပါလေဒီစစ်သားဟာစစ်မှုထမ်းဥပဒေအရအဖမ်းခံရပြီးတက်ထဲရောက်သွားခဲ့သူ ဖြစ်တယ်လို့ဆိုပါတယ်သူကတောင်ဝန်ရှိသူတွေကကြိုးဆိုပြီးလက်နက်အတွေ့ စုငွေချိမြင့်လိုက်တယ်လို့လည်းဖော်ပြပါဗယ်။အလားတူချင်းပြည်နယ်တီးတိမ်ခြေစိုက်အမှတ်169ချင်းလင်တရင်ကဒုတိယတက်ချက်တူဟာလက်နက်ခဲယမ်းတွေနဲ့အတူ မတ်လ19ရက်မှာတော်လိုင်းတက်တွေတန်းခုံလုံလာတယ်လို့ PDF ဇိုလန်းကသတင်းထုတ်ပြန်ထားပါဗယ်။မန္တလေးတိုင်းမိုးကုတ်ဒေသအခြေစိုက်ပြည်သူ့ကာကွယ်တပ်မတော် TRN ဘူဟာရဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်တင်တန်းဆင်ပွဲကျင်းပကြောင်းအမှတ်1နှစ်နှစ်နှစ်တိုက်ရင်ကဗီဒီယိုသတင်းထုတ်ပြန်ပါတယ်တရားရင် view ဟာရဲ့ view ဟာမှုနဲ့ကိုယ်ကရေးအဖွဲ့ဝင်တွေတက်မှုတွေပကဖတ်တိုက်နယ်မှုတွေနဲ့သင်တန်းသားတွေအစုံအညီတက်ရောက်တယ်လို့ဖော်ပြထားပါတယ်အလားတူရှမ်းတောင်နဲ့ရှမ်းမြောက်အဆက်ရှိကျောက်ကူဒေသအခြေစိုက်ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPL DPLF ကလည်းယာနဲ့ချီတဲ့တပ်သားစစ်တွေကိုတင်တန်းပေးနေကြောင်းဆွေဖီမြေကဖော်ပြပါတယ် DPL အခြေခံစစ်တပ်အပတ်စဉ်6မှာအမျိုးသမီးတွေလည်းပါဝင်ပါတယ် DPL ဟာရက်ဆောက်ရွာငံနဲ့ကလောမြို့နယ်မှာလှုပ်ရှားတိုက်ပွဲ ဝင်နေပြီးတချို့နေရာတွေမှာတမ်းမျိုးသားတို့ရဲ့တပ်မတော် TNL နဲ့အတူပူးတွဲတိုက်ပွဲဝင်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ